မိမိရဲ့ရွယ်ချက်ဒီဖြစ်မလာမှာကိုစိုးရိမ်နေတယ်ဆိုလို့ရှိရင်ဒီသုံးချက်ကိုပြင်ဆင်ပါဒီပြေကိုကြည့်နေတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကကိုယ့်ရဲ့ရည်ရွယ်ချက်တွေဖြစ်မလာမှာကိုစိုးရိမ်နေတယ်ဆိုလို့ရှိရင်ဒီ view ကိုအဆုံးနေကြည့်ပါပေးပါအခုကျွန်တော်ပြောမယ့်အချက်၃ချက်ကမဖြစ်မနေဘူးပြင်ဆင်ရမှာဖြစ်ပါတယ်နံပါတ်၁ကတော့ဘာလဲဆိုတော့မိမိကိုယ်ကိုယုံကြည်မှုအားနည်းခြင်းဖြစ်ပါတယ်တခါလီမှာကျတော့ကျွန်တော်ဘာပဲလုပ်လို့ပေါ့နော်ကိုယ်ကိုယ်တိုင်ယုံကြည်မှုကအားနည်းနေတတ်ပါတယ်ဒီတော့ကိုယ့်အနေနဲ့ပေါ့နော်ကိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေကို ကိုကိုယ်တိုင်ယုံကြည်မှုရှိရှိနဲ့ကျွန်တော်လှုပ်ဆောင်မှုရည်ကြီးပါတယ်။ယုံကြည်မှုရှိခြင်းကကျွန်တော်တို့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုခရီးတဝက်ရောက်နေခြင်းဖြစ်ပါတယ်။ဒီပြောကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကလည်းကိုကိုယ်တိုင်ကမှယုံကြည်မှုအားနည်းနေတယ်ဆိုလို့ရှိရင်လည်းပြောကြတယ်ကိုဖြစ်ချင်တဲ့အရာတွေကျွန်တော်တို့ဖြစ်နိုင်မှာမဟုတ်ပါဘူး။ကြတော့ကျွန်တော်တို့စဉ်းစားရင်းနဲ့အချိန်နှီးကုန်သွားတာမျိုးတွေလည်းကျွန်တော်ဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ကိုကိုတိုင်ကိုရဲ့ယုံကြည်မှုကိုခိုင်မာအောင်တိစောက်ထားဖို့ရည်ရည်ကြီးပါတယ်။နံပါတ်2ကတော့ဗာလဲဆိုတော့လေးလာသိမှုအားနည်းခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပေါ့နော်သူ့မှာဒဏ်ရာရှိတာကိုထက်မစင်စားပဲနဲ့သူ့ရဲ့တကယ်ချင်းမိတ်ဆွေတွေဒီကိုတန်းလေးရဲ့နေကိုမှန်ကန်ရပါသေး